ပိုင်း3ရဲ့စမှာတော့ရှေးပြေဟောစီစဉ်တခုမှဟောနေတူကတလဲတွေကြီးပြောနေပြီးတော့ producer တွေကတော့ဒီစီစဉ်ကိုလွတ်လွတ်ပြင်းပြပြင်စင်စားနေပါတယ်။သူမကတော့ဂီယုမဆိုင်ပဲတစီစီပြီးအိမ်ပြန်သွားခဲ့ပါပြီ။အန်ဒရန်ဝိတက်တခုခုကိုကန်စားမိလိုက်တာကြောင့်သူမကကားပေါ်ကနေချက်ချင်းဆင်းသွားလိုက်ပါတယ်။တစ်ဖက်မှာတော့မကောင်းဆိုးဝါးတွင်ကိုလုံးဝပြောင်းသွားပြီဖြစ်တဲ့ကျော်ကြီးတယောက်မမှုကိုစားဖို့လုပ်နေပါတယ်။ခုနကဘွားကြီးကတန်တချောင်းနဲ့ဆောင်တခုကိုတုံးပြီးတော့ အဝေးကိုလွတ်တော့သွားအောင်လိုလိုလိုက်တယ်။အဲ့ဒီဘွားကြီးကတော့မုံမတစ်ချိန်လုံးပြောနေခဲ့တဲ့သူမရဲ့ဘွားပါပဲ။သူမဟာတော်တော်ကိုတော်ရင်နဲ့ဆရာလို့ပြောရပါမယ်။ဘယ်နီယာကနေတိုက်တော့မယ်ဆိုတာကိုကြိုသိပြီးအစီရင်တွေကြိုချထားတာကြောင့်သူ့တောင်ကျောက်တဲကိုမကောင်းဆိုးဝါးမိသွားခဲ့ပါရယ်။အကာအကွယ်ကအရန်ကိုဆွမ်းလွန်ပါရယ်။စောင်းဝိုင်းထဲမှာတန်ကိုစိုက်လိုက်ရင်စောင်းဝိုင်းတွင်းပိုင်းကအကာအကွယ်ပြစ်သွားမှာဖြစ်ပြီးတော့ပြောင်းမြန်နေတဲ့ပြင်ပတ်မှန်ဆိုင်လိုက်ရင်တော့စောင်းဝိုင်းရဲ့ပြင်ပတ်ကအကာအကွယ်ပြစ်သွားမှာပဲဖြစ်တယ်။ပြီးတော့ ်အဖွားကြီးကတေကိုပြင်းနေပါတော့တယ်အဲ့ဒီနောက်တော့မကောင်းဆိုးဝါးကိုတပြစ်ဖို့လှုပ်လိုက်ပါတော့တယ်မူမူတယောက်အိယာကနေလန်နိုးလာတော့ကြော်ကြီးကိုလိုက်ကြတော့သူမရဲ့ဘွားကိုပဲတွေးလိုက်ရတယ်အဖွားကတရေကျောက်တဲ့နေရာကိုသွားခဲ့တာလားလို့မေးလိုက်တယ်သွားခဲ့တာကတငယ်ချင်းဖြစ်ကြောင်းသူမရှိရင်ကြော်ကြီးကဒုက္ခရောက်တော့မှဖြစ်ကြောင်းကိုပြောလိုက်တော့မကောင်းဆိုးဝါးဝိညာဉ်သာဆိုရင်တပြည်ပြည်လိုပြေးလိုက်ပါတယ်အဘွားကစကနာဒိုးနေသေးတာပေါ့နင်ကတရေတွေကိုမြုံကြည့်ဘူးမလား ငါကနက်စရာတူလေလို့တောင်ပြောလိုက်သေးတာပါ။သူမကတော့မှားခဲ့တာတွေတော့တောင်းပန်ကြောင်းမကောင်းဆိုးဝါးဝိညာဉ်ကိုဘာလို့လိုက်လဲပြောပြပေးဖို့တောင်းဆိုခဲ့ပါရယ်။ပင်မနှကုံကိုသွားကြည့်လိုက်လိုက်တော့သူမကလည်းကြော်ကြီးကုလိုမျိုးတွေဂျုံရတာကသူမကြောင့်ဆိုပြီးတော့ကိုကိုကိုပြစ်တင်နေမိပါရယ်။တကားကိုဝင်ကြည့်လိုက်တော့ထမင်းလုံးစားနေတဲ့ကြော်ကြီးကိုတွေ့လိုက်ရပါရယ်။တကားကိုချက်ချင်းပိတ်လိုက်ပြီးတော့အသက်ရှင်နေသေးတာလားဗာညာပြောပါတော့ရယ်။တကယ်တော့သူမကပျော်နေခဲ့တာပါ။အဲ့ဒီအချိန်ဘွားကရောက်လာပြီးတော့ ဘယ်တော့မှမကောင်းဆိုးတဲ့တကင်ချင်းဖြစ်သွားတာလဲ။ဘာညာစကနာဒိုးတော့တာပေါ့။ကြော်ကြီးအနေနဲ့အဲ့ဒီတဲကနေထွက်ရင်တော့မကောင်းဆိုးအဖြစ်ပြန်ရောက်သွားမှာဖြစ်ပြီးအထဲမှဆိုရင်တော့လုံချုံချောင်းကိုပြောခဲ့တယ်။မူမူကလည်းကြော်ကြီးကတာပိုဘွားစီမှာဘနာနာယူခံထားရလို့ချိန်စာတင်းနေပြီးအဲ့ဒါကိုပြန်မရမချင်းသူမမှာတာဝန်ရှိသူကစားနေရတာကြောင့်တခုခုပြန်လုပေးခြင်းယုံတာဖြစ်ကြောင်းကိုပြောခဲ့ပါတယ်။ပြီးတော့သူမကစိတ်ဆွမ်းရင်ကိုအုံပြူလာနိုင်ပြီဆိုတာကိုလည်းပြောပြခဲ့တယ်။သူမဘွားကတော့တိတ်တော့မြုံချင်ပါဘူး။ ဲ့ဒီနောက်တော့တာဘိုဖွားကြီးចောင်းကိုစာပြောပြခဲ့တယ်။အရင်တုန်းကကီလိုတရာဖွားကြီးလို့ခေါ်ခဲ့ကြပြီးတော့နိုင်ငံအနှံ့ဒေသအသီးသီးမှာပတ်တောင်းချမ်းခဲ့တဲ့ရှင်းအောင်ယူကိုင်းဖြစ်ကြောင်းအဲ့ဒီလိုကနာမငြိမ်တဲ့កောင်ကအခုတလော့လက်ငောင်းကြီးတစ်ခုထဲမှာကြာကြီးနေနေတယ်လို့ကြားပြီးတော့အချင်းနေကြီးဖို့တွားခဲ့ဘူးចောင်းကိုပြောပြလိုက်တယ်။ထူဆန်းလွန်ပြီးတော့ပြင်းထန်လွန်တဲ့တွင်ညင်စွာရီကြောင်းအနာကိုတောင်မှကတ်လို့မရခဲ့ဘူး။အစွဲရှိတဲ့တရေတွေဆိုတာကသူတို့ရဲ့နေမြေတွေထဲမှာတော့အတ္တမာဆုံးနှိပါပါပဲ။ ဘလို့အပနေနဲ့နဲ့စရာဖြစ်ဖြစ်အစွဲကြီးတဲ့တရေနဲ့ဆိုရင်တော့တေချာမတိုက်နိုင်ကြဘူးအဲ့ဒီအစွဲကြီးတဲ့တရေကလှန်ကောင်းထဲမှာရှိနေပြီးထားဖို့အပကြီးနဲ့အစွဲကြီးတဲ့တရေကပေါင်းဆက်သွားခဲ့တယ်အဲ့အတွက်ကြောင့်သွားမထီဖို့သူ့ရဲ့ဗုဒ္ဓံမီးလေးကိုတတိပေးလိုက်ပါတယ်အဲ့ဒီအတွက်ကြောင့်ကြော်ကြီးကိုမိလိုက်ပြီးတော့ပုံမှန်ဘဝမှာနေထိုင်ဖို့ကိုလည်းကြံပေးလိုက်တယ်ဒါပေမဲ့သူမကကဲတင်ဖို့ကိုတဘွားဘွားပြောနေတော့အဖွားလဲကူညီပေးရပါတော့မယ်အဲ့ဒါကြောင့် တာဘိုဘာကြီးနဲ့စင်ပြေးလိုက်တိုင်းစောဖို့ကိုပြောလိုက်တယ်။သူကသူချတော့ကိုတေချာဘောက်ယုံကြည်ချက်ရှိတာကြောင့်နည်းနည်းတော့စပေးလိုက်ရင်ကိုတေချာဘောက်လိုက်လာမှာပါ။ပြဿနာကအခုမှစမှာပဲဖြစ်တယ်။အစွဲရှိတဲ့တရေရဲ့ပိုင်နက်ကရှိုးနယ်မျိုးတွင်ဖြစ်ပြီးတော့အဲ့ဒီကနေတာဘိုဘာကြီးကိုမျိုးပြင်ကိုမျှခေါ်ရမှာပဲဖြစ်တယ်။အဖမ်းမခံရပဲပိုင်နက်ကနေသာဆွဲထုတ်နိုင်ရင်သူကအာနေသွားပြီးတော့နှိမ်နှင်းနိုင်မှာပဲဖြစ်တယ်။သူတို့နှစ်ယောက်ကအာနေတာမို့ မဖြစ်နိုင်ကြောင်းကိုမူမူကပြောလိုက်တယ်အကာအွယ်ကိုတုံပြီးတော့နေနေလို့မရဘူးလားမေးတော့သူ့ကွယ်နီကဒီနေမြန်မာရှိတဲ့နဗျာရဲ့စွာကိုငားရမ်းထားတာဖြစ်ကြောင်းဘွားကပြောပြခဲ့တယ်ခါမီကိုရဲ့မျိုးကိုကြော်သွားတာနဲ့အကာအွယ်ကလှုပ်ဖြစ်တော့မှာမဟုတ်ပါဘူးနေမြေတိုင်းမှာနဗျာတီတီရှိတာကြောင့်တာဘိုဘွားကြီးကိုဒုနိုပိုင်နယ်တဲကိုဇောကောလာနိုင်မှဖြစ်မှာပါကြော်ကြီးကိုချိန်သာစွာနဲ့ပြဖို့ပြောလိုက်တယ်အမြဲတမ်းတုံနိုင်ဖို့အတွက်လဲသူ့ကိုလေချင်းကန်တွေလောက်ခိုင်းပါတော့တယ်မမှုကိုလည်းစိတ်ဆွမ်းအားလည်းပဲအအောင်လို့လောက်ခိုင်းလိုက်တယ် တပြေးပြေးနဲ့ကြော်ကြီးတို့နှစ်ယောက်ဟာယင်းနီးလာခဲ့ကြပါပြီကြော်ကြီးတစ်ယောက်ကတော့အင်တာတက်ချင်လုံလုံစတင်နိုင်ပတ်နေခဲ့ပြီးမူမူကသူ့ကိုကြည့်ပြီးမတိန်ထားရင်ချိန်စာကလွတ်ထွက်သွားမှာဖြစ်တာကြောင့်ဘယ်လိုလုပ်ရမလဲမသိဘူးဖြစ်နေခဲ့ပါတယ်အော်ရာကိုစောက်ကင်ဖို့မျက်လုံးကိုပဲအားကိုလို့မရကြောင်းကိုပြောပြီးတော့ပါဝါအပ်ပေါင်းလို့ဖို့ပြောနေပါတယ်မနေနိုင်တော့တဲ့အဆုံးတော့ကြော်ကြီးတစ်ယောက်ကပြေးသွားပြီးကြီးပါရပါတော့တယ်ဒီလိုအင်တာတကားလေးဖွင့်လာပြီးတော့မူမူကမကြည့်နေတဲ့အချိန်မှာတော့ချိန်စာကလွတ်ထွက်သွားခဲ့ပါတယ် ီညချက်ချင်းလာခဲ့ဖို့ပြောလိုက်တယ်။အဲ့ညမှာတော့သူတို့နှစ်ယောက်ကတာဝဘွားကြီးနဲ့ရင်ဆိုင်ဖို့ထွက်လာခဲ့ကြပါတယ်။သူမဘွားကသူ့ကိုဖက်လိုက်ပြီးမတည်စီနဲ့လို့မှာလိုက်တယ်။ပြီးတော့သူတို့နှစ်ယောက်အတွက်ဆူတောင်းပေးနေခဲ့ပါတယ်။အပိုင်းသုံးလေးကတော့ဒီနေရာမှာပဲဆုံးသက်သွားခဲ့ပါတယ်။အပိုင်းလေးနည်းနဲ့မကြခင်မှာပြန်လာခဲ့မှာမို့ channel လေးကို like and subscribe လေးလုပ်သွားပေးကြပါအောင်ခင်ဗျာ။ Bye bye guys. See you in next video.